ပွဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တောင်သူဦးကြီးတွေအတွက်တီးနဲ့အထွက်လုံးတိုးတက်ဖို့အတွက်အခြေခံသိရှိရမယ့်အချက်ကြီးလေးချက်ကိုကျွန်တော်ဘူးသူရအနေနဲ့မျှဝေသွားမှာဖြစ်ပါတယ်ခင်ဗျာနံပါတ်1အချက်ကကျွန်တော်တို့မြေစီလွှာအမျိုးအစားပါเนาะကျွန်တော်တို့တီးနဲ့ဆိုက်ပြိုးတဲ့အခါမှာဆိုရင်ကျွန်တော်တောင်သူဦးကြီးတွေဆိုက်ပြိုးတဲ့တီးနှံနဲ့ပတ်သက်တဲ့ဒါမြေစီလွှာဆိုရင်ဒါအရေးကြီးဆုံးအချက်ထဲမှာလဲဒါပါဝင်နေတာဖြစ်ပါတယ်ခင်ဗျာအဓိကကတော့သူ့ရဲ့ဒါမြေချင်းငယ်ငယ်ရှိမယ်ပြီးရင် ကျွန်တော်ထဲရေးထွင်ရေးလုပ်တဲ့အခါမှာဆိုရင်မြေဇူလာရဲ့အမှုအကျန်းရှွန်းတဲနှုံးပါဝင်မှုပေါ့နော်အဲဒီဟာတွေလည်းပဲဒါအရေးကြီးတဲ့အခက်ခဲလာမှာရှိပါလေပြီးရင်နောက်တစ်ချက်ကကျွန်တော်တို့ရဲ့မြေဇူလာမှာဆိုရင်ကျွန်တော်တို့တဆွေးတက်တွေများနေလားသို့ဒီမဟုတ်ဓာတုတက်မြော့စားတွေအသုံးများလို့မြေဇူလာကမြေကြီးရဲ့တိဆောက်ပုံတွေပြတ်နေလားပေါ့နော်ပေါင်းသက်စေးတွေနှစ်စဉ်ဇက်တိုင်ဇက်တိုင်ပေါ့နော်သုံးလို့မဟုတ်ကျွန်တော်တို့မြေဇူလာကပြက်စီးနေပြီလားအတိနဲ့ဓာတုတက်မြော့စားတွေ ထဲ့ပင်ထဲ့ညားတော့လဲကျွန်တော်တို့စိုက်ပြီးတော့ဒီနာမည်ကအကောင်းကောင်းအလုံးမလို့တော့ဘူးလားစသဖြင့်ပေါ့နော်ဒီအချက်တွေဟာဆိုရင်လည်းဒါမြေစုလာနဲ့ပတ်သက်တဲ့အခြေခံသိရှိထားမယ့်အချက်တွေဖြစ်ပါတယ်ဒီနာလိုက်ပေါ့နော်မှန်ကန်တဲ့ကျွန်တော်ထဲ့ထွန်ရေးမှန်မှန်ကန်ကန်တာပြည့်ပြည့်စုံအောင်ကျွန်တော်တို့တောင်းစုတွေလှုပ်ဆောင်ဖို့လိုမှာဖြစ်ပါတယ်ဒါမှသာလျှင်ကျွန်တော်တို့မလိုလားတဲ့ပေါင်းမြက်တွေဂျိုတင်ကာကွယ်နှိမ်နှင်းမိတာဖြစ်ပါတယ်ဒါအပြင်ကျွန်တော်တို့မြေလွှမ်းအောင်ပုံမယောဂါစသဖြင့်ပေါ့ဒါတွေလည်းပဲအတိုင်းအတာတစ်ခုကြီးတရားလျှော့ချမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့စိုက်ပြတဲ့ဒီနာနဲ့ပတ်သက်ပြီးတော့မှန်ကန်တဲ့မြေစုလာမျိုးစားဒါဖြစ်ရမှာပဲခင်ဗျ နောက်နံပါတ်2အချက်ကတော့မျိုးစေ့ပေါ့နော်မျိုးစေ့ကတော့အားလုံးသိတဲ့အတိုင်းပဲတောင်စုတွေအာမျိုးကောင်းမျိုးတန်းကိုရွေးချယ်ဆက်ပြေးရမှာဖြစ်ပါတယ်အာမျိုးကောင်းမျိုးတန်းဆိုတဲ့အတိုင်းပဲ အားအလုံးသိရှိရတိုင်းပဲအပင်ပေါက်ရကလုံး80ရကလုံးနဲ့အထက်နဲ့ရှိမယ်ကျွန်တော်ရွေးချယ်စိုက်ပျိုးတဲ့မျိုးဟာဆိုရင်အဓိကအရေးကြီးဆုံးအချက်ကတော့ကောင်းမွန်ပွေစုံနဲ့ကျွန်တော်တို့မျိုးကောင်းမျိုးတန်ကိုဒါရွေးချယ်ဒါစိုက်ပျိုးရမှာဖြစ်ပါတယ်ခင်ဗျမျိုးစေ့တွေကိုကြောင်သူအချင်းချင်းကနေပြီးတော့ဖလှယ်ပြီးစိုက်တယ်ဆိုရင်လည်းကျွန်တော်တို့ပြည့်စုံမှန်ကန်မှုရှိရလားပင်ပေါက်လုံး80ရကလုံးအထက်ရှိရှိရလားစသဖြင့်ပေါ့နော်ကိုကိုတိုင်းတေချာစသက်ပြီးတော့ကျွန်တော်ရွေးချယ်စိုက်ပျိုးဖို့လိုမှာဖြစ်ပါလေဒါပြင်အရေးကြီးဆုံးအချက်ကတော့မျိုးကောင်းမျိုးတန်တွေအများကြီးရှိတဲ့နေရာမှာမိမိရဲ့ ရေမြေဒေတာရာသီဥတုနဲ့ကိုက်ညီတဲ့မျိုးကိုကျွန်တော်တို့ရွေးချယ်ဆိုင်ပြိုးဖို့ကအရေးကြီးဆုံးဖြစ်ပါတယ်။ဒါမှသာလျှင်ကျွန်တော်တို့တောင်သူဥကြီးတွေမျှော်မှန်းတဲ့အထွတ်လုံကောင်းတွေရရှိမှာဖြစ်ပါတယ်ခင်ဗျ။နံပါတ်3အချက်ကတော့ကျွန်တော်ရွေးချယ်ထားတဲ့မျိုးကောမျိုးသားနေနဲ့အတူပေါ့နော်။ဆိုင်နီးစနစ်ကလည်းမှန်ကန်ပြည့်စုံမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ကစိုက်ပြိုးတဲ့အခါမှာဆိုရင်ကျွန်တော်ပြိုးထောင်စိုက်ပြိုးဖို့လိုသလား။ဒါမှမဟုတ်ဓာတ်ရိုက်မျိုးစေ့ချစိုက်တာအကောင်းဆုံးလား။စသဖြင့်ပေါ့နော်။ဒါတွေကိုလည်းပဲကျွန်တော်တို့မှန်မှန်ကန်ကန်သိရှိရမှာဖြစ်ပါလေ။ ဒါမြေကြီးထဲမှာမျိုးစေ့တွေစိုက်တဲ့အခါမှာဆိုရင်မျိုးစေ့အတိန်နဲ့အပင်ရွှေ့စိုက်တဲ့ဆိုရင်လည်းပဲအဲစဘာမဆိုရင်လည်းပြိုးပင်အတိန်နဲ့တိနံလိုက်တတ်မှတ်ထားတဲ့မျိုးလိုက်တိနံလိုက်ဒီချက်တွေကိုလည်းပဲဒါမဖြစ်မနေအဲသိရှိပြီးလိုက်နာဆောင်ဖို့လိုမှာဖြစ်ပါတယ်ခင်ဗျ ဒါပြင်အရေးကြီးဆုံးအချက်ကတော့တရေကတက်မှတ်ထားတဲ့အပင်ဦးရေဝင်ဆန့်ဖို့ပင်ကြားတန်းကြားဒါမှန်ကန်ဖို့လိုမှာဖြစ်ပါလေ။ဒါပင်ကြားပတန်းကြားမှန်ကန်မှသာလျှင်တိနံပင်ရဲ့ကြီးထွားလုံးတွေအသီးပွင့်ဖြစ်မှုတွေအသီးတင်မှုတွေစသဖြင့်ပေါ့နော်ဒီအချက်တွေကနောက်ပိုင်းကဏ္ဍတွေမှာအမှန်ကန်ပြည့်စုံလာမှာဖြစ်ပါလေ။ဒါကြောင့်မှန်ကန်တဲ့စိုက်နီးစနစ်ဟာလည်းအရေးကြီးဆုံးအချက်တစ်ချက်ဖြစ်ပါလေခင်ဗျ။ နောက်နံပါတ်၄အချက်ကတော့ရာသီဥတုပေါ့နော်ကျွန်တော်တို့စိုက်ပြိုးတဲ့စိုက်ပြိုးတဲ့အချိန်ပေါ့နော်ဥတုရာသီဒါမှန်ကန်ဖို့လိုမှာဖြစ်ပါလေဒါအားလုံးသိတဲ့အတိုင်းပဲကျွန်တော်တို့ဥပမာဖြစ်ပြောမယ်ဆိုရင်ကျွန်တော်အစေတို့ပြောဆိုမေနဲ့ဂျွန်လာမှာစိုက်ရင်အကောင်းဆုံးပေါ့နော်ဒါပြင်တခြားသီးနှံတွေလည်းထုံနီးတူစွာပါပဲရှိပါလေသူ့ရဲ့မှန်ကန်တဲ့စိုက်ပြိုးရာသီစိုက်ချိန်ရှိပါလေမှန်ကန်တဲ့စိုက်ပြိုးရာသီမှာစိုက်ပြိုးမှသာလျှင်သီးနှံရဲ့ကြီးထွားဖွံ့ဖြိုးမှုတွေအထွက်နှုန်းတွေဒါမှန်ကန်ပြည့်စုံမှာဖြစ်ပါလေ ေ့ကကျွန်တော်ပြောခဲ့တဲ့အချက်သုံးချက်ဘလောက်ပဲပြည့်စုံစုံစိုက်ပျိုးရသည်မှန်မှန်ဘူးဆိုရင်လည်းပဲကျွန်တော်တို့တိနေပင်ဟာဆိုရင်ကောင်းမွန်ပြည့်စုံတဲ့ဒါမှန်ကန်တဲ့အထွန်းလုံးကိုရရှိမှာမဟုတ်ပါဘူးဒါကြောင့်စိုက်ပျိုးတဲ့အချိန်ကလည်းမှန်ကန်ဖို့လိုမှာဖြစ်ပါတယ်ခင်ဗျဒါကြောင့်အခုကျွန်တော်ပြောတဲ့အချက်တွေကိုအားလုံးပြန်ပြီးညီကုန်းချုပ်မယ်ဆိုရင်ကျွန်တော်တို့ ဒီနေ့ပင်အထွန်းလုံးကောင်းမှုဆိုတဲ့အခြေခံချက်ကြီးအချက်အနေနဲ့နံပါတ်1ကကျွန်တော်တို့မြေမျိုးစားမှန်မယ်နံပါတ်2ကကျွန်တော်တို့မျိုးကောင်းမျိုးတန်ကိုမျိုးစစ်မှန်မယ်နံပါတ်3အချက်ကစိုက်နီးစနစ်မှန်မယ်နံပါတ်4အချက်ကကျွန်တော်စိုက်ချိန်မှန်မယ်ဒါကြောင့်ကျွန်တော်တို့စိုက်ပြွေးမှလည်းရှိပါလေကျွန်တော်စိုးစကားလေးရှိပါလေတာသူကြီးတွေအထွန်းလုံးမှန်မှန်ကန်ကန်ရဖို့မြေမှန်မျိုးမှန်စိုက်နီးမှန်ယာတီမှန်အောင်စိုက်ဆိုတော့ ဒီဆောက်ပုတ်ကလေးနဲ့ကျွန်တော်အညီစိုက်ပြိုးမယ်ဆိုရင်စိုက်ပြိုးထုတ်လုပ်ကြမယ်ဆိုရင်ဖြင့်တောင်သူဦးကြီးတွေမျှော်မှန်းတဲ့အထွန်လုံးကောင်းတွေရရှိပြီးစီးပွားဝင်ငွေတွေဒါတိုးတက်နိုင်ကြပါစေလို့ကျွန်တော်အကြံပြုတိုက်တွန်းလိုက်ပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်